တခြားဘာသာတွေမှာလည်းရှိတာပဲလေနောက်ဘုရားတချို့မှာရှိတယ်။နောက်ဘုရားအများကြီးတော့မရှိဘူး။ပောရဘာသာမှာတော့တန်တရာရှိတယ်။ဟိန္ဒူဘာသာမှာလည်းတန်တရာရှိတယ်။ဒီဘုရားပြီးရင်နောက်ဘုရားနောက်ဘုရားပြီး နောက်ဘုရားတန်တရာမှာရှိတယ်။အဲတချို့ဘုရားတွေကြတော့ကောင်းငင်ဘုံဆိုတဲ့နောက်ဘုရားသုံးဘုထာဝရငရဲ့ဆိုတဲ့နောက်ဘုရားအဲ့ဒီနောက်ဘုရား ဲ့တော့ဘုရားဘာသာရေးကြတော့နောက်ဘဝအတွက်ဘာအမခံချက်ရတာလဲအော်တမန်ပုဂ္ဂိုလ်တယောက်အနေနဲ့ကိုယ့်ကိုစမ်းစစ်ထားဖို့လိုတယ်နောက်ဘဝအတွက်အမခံချက်ရပြီလားအဲ့တော့ ਨੇ ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောထားတဲ့သုတ်တံလေးတစ်ခုမှတ်သားပြီးတော့အဲ့ဒီတိုင်နေထိုင်တော့တာ သောတပ္ပံမဟုတ်လဲအာမခံကျက်ရတယ်လို့ပြောလို့ရမယ်အဲ့ဒီတိုင်းနေမဲ့ဆိုလို့ရှိရင်အာမခံကျက်ရတယ်လို့ပြောအောင်အဲ့ဒီမှာနတ်သားတယောက်ကမြတ်စွာဘုရားကိုမိကွန်လာမိတာရှိတယ်ဂိန္ဓုရပိတာသနတာနေကာလူတွေဟာ ဘာဖြစ်လို့ဆိုရင်စိတ်တည်နဲ့နောက်ဘဝအတွက်သွားရမှာကြောက်နေကြတာလေတဲ့ဟောဘာကြောင့်ဒီဒီဘဝလူတွေအများရန်ဆိုရင်စိတ်ရှိတယ်နောက်ဘဝအတွက်ဆိုရင်စိတ်ရှိနေကြတယ်မေဃောသနေကာယတနာပေါ့တော်မြတ်စွာဘုရားကလမ်းကြောင်းတွေအမျိုးမျိုးဟောပြထားတာရှိတယ်ပေါ့နော် ကြောက်စရာမရှိအောင်လမ်းကြောင်းတွေများစွာဟောထားတာရှိတယ်။ပု္ပ္ပမိတံဂေါရမပူရိပညာအတိညာမြင့်မာတဲ့ဂေါရမဖရာကိုရှောက်ထားပါရစေ။ကိတ္တမိန်ထိတော်ပရလောကန္တပါယေ။ဘယ်အချက်ဒီပေါ်မှာယတ္တိနိုင်လို့ရှိရင်ပရလောကဆိုတဲ့နောက်ဘဝကို ကြောက်စရာမလိုတဲ့အမခန့်ရဲ့ရပါတလေဆိုမိကောမိတာနော်ဆိုရင်မလိုဘူးကြောက်စရာမလိုဘူးတော့ဟာအမခန့်ရဲ့ရမယ်ဘယ်လိုနေထိုင်ရမလဲသတ္တဗံဖြစ်တာပြောတာမဟုတ်ပုထုဇဉ်ဘဝနဲ့တဲ့ကိုဘယ်လိုနေထိုင်ရင်တော့ဘဝအတွက်အမခန့်ရဲ့ရှိမလဲအဲ့တော့မြတ်စွာဘုရားက အဖြေပေးထားတာလေးကရှင်းရှင်းလေးပဲတော့နော်ဝါစမနိသပဏိတာယတမမင်းပထမဆုံးလို့ရမှာတော့မင်းရဲ့စိတ်ထားကိုပြင်စိတ်ထားပြင်ရမယ်စိတ်ထားမပြင်လို့ရှိရင်စိတ်ကောင်းနှလုံးကောင်းမရှိရင်လူကမဟုတ်တာလုံးဝသိကြတယ်နော်စိတ်ကောင်းနှလုံးကောင်းထားအောင် မဟာကဏ္ဍယုံဆရာဘုရားကြီးကသူ့ကြောင်းမှာစာရန်ချိန်ထားတာရှိတယ်ဆရာတော်ရှင်းစနကပြီးဝန်တာဆရာတော်ရက်ပါချိန်ထားစိတ်ကောင်းရှိဖို့ကပထမကိုကျင့်တိလာကိုပထမလို့မပြောဘူးစိတ်ကောင်းရှိဖို့ကပထမအဲ့တော့အခု နံပါတ်1အတွက်စိတ်ချရအောင်ပထမဆုံးလိုအပ်ချက်ကပါတော့စိတ်ကောင်းထားအဲ့တော့စိတ်ကောင်းဆိုတာဘယ်တော့ခေါ်တာတော့လို့ကိုယ်စဉ်းစားကြည့်သူများအပေါ်မှာမနာလို့တဲ့စိတ်မရှိနဲ့သူများပြက်လို့ပြက်စီလို့လို့တဲ့စိတ်မရှိနဲ့ချင်းထဲ့လို့တဲ့စိတ်မရှိနဲ့ချွန်တွန်းလို့လို့တဲ့စိတ်မရှိနဲ့သူတော်ဘာပြက်အောင်ဒုက္ခပေးလို့တဲ့စိတ်မရှိနဲ့မေတ္တာစိတ်ထားမယ် အလုံးပေါ်မှာမေတ္တာထားနိုင်အောင်ဘသူသေးသေးငတိမှပြီးရောဆက်စိတ်မထားနိုင်နော်အဲ့ဒီစိတ်ပြုထားနိုင်အလုံးပေါ်မှာမြတ်တာပြီးတော့မေတ္တာထားနိုင်ရမယ်စိတ်ကောင်းနှလုံးကောင်းမြတ်သောအပြင်ချက်လက်စီဆိုတာသူများကြည့်ပါရင်မနာလို့တဲ့ဖြစ်စီတယ်နော် မစ္စရိယဆိုတာကိုကြည့်ဘွားတယ်လို့သူများမကြည့်ဘွားသေးကြဘူးအဲ့စိတ်ကလွန်များတယ်လူတွေမှာချက်တတ်ရှိဖြစ်တယ်အနာလိုဝန်တိုးတယ်အထူးသဖြင့်ဘုရဘသာဖြစ်တဲ့ဗမာလူမျိုးတွေကိုများတယ်လို့ပြောကြတယ်ဟုတ်မဟုတ်ကတော့ဘသူမှသုတေသနာလောက်ထားတာမရှိဘူးနော်သုတေသနာလောက်ချီစရာတော့ကောင်းတယ်ပေါ့နော်သုတေသနာလောက်တာဘယ်လိုလောက်အောင်မှာတော့ လိုက်ပြီးကြီးပေါ့လူတွေလိုက်ပြီးတယောက်ချင်းလိုက်ပြီးတော့မှတ်တမ်းတင်ပေါ့လူတထောင်မှဘယ်နှယောက်ကမနာလို့စိတ်ရှိတယ်လဲအဲလိုက်ပြီးတော့အဲ့ဒီနှုံနာနဲ့တွေ့ချင်တော့ဒီမှာအဲ့လိုသူတေသနာလောက်ထားတာမရှိဘူးဒါပေမဲ့အတွေ့အကြုံရလူတွေကပြောတာပမာရိယတယောက်အကြီးပွားလာရင်ကျန်တဲ့တယောက်ကမနာလို့စိတ်ဖြစ်တယ်နော်ပြက်လို့ပြက်စီလုံးတွေရှိတယ် အဲ့ဒါတော့ဟုတ်ကောင်းလေဟုတ်ပါလိမ့်မယ်တချို့ကဆိုင်တဆိုင်ဒီနားမှာရောင်းကောင်းပြီဆိုရင်အဲ့ဒီနေရာလာပြီးတော့တခြားဆိုင်လာဖွင့်တယ်အဲ့တော့သူကရောင်းကောင်းခြင်းလို့ဖွင့်တာလည်းဖြစ်နိုင်တယ်သူဖွင့်လိုက်သည့်အတွက်ကြောင့်ဟိုးဆိုင်ကလည်းရောင်းကြရင်ကြသွားတယ်တော့တယောက်ကောင်းစားလို့ရှိရင်နောက်တယောက်ကအပိမဲ့အစာပြက်လို့ပြက်စီလုတ်တတ်တဲ့အကျင့်လေးတွေကတော့ ရှိတယ်ဆိုတာသိတာရပေါ့နော်ကြားနေရတာပေါ့မျက်စိရတော့မြင်ရတာမဟုတ်ကြားနေရတာပေါ့နိုင်ငံညာတိုင်းပြည်တွေမှာ ရောက်ရင်လည်းပဲအဲ့ဒီဟာလေးကြားနေရတယ်ပေါ့တယောက်တယောက်ကုညိရမယ့်အစာမကုညိတဲ့စိတ်တွေများနေတယ်အဲ့တော့စိတ်ချက်ကိုအရင်ပြင်ရမယ်မလို့ပြင်ရမလဲသူလည်းကြည်ပွားခြင်းနဲ့ငါလည်းကြည်ပွားခြင်းနဲ့ ။အချိပွားသလိုသူလည်းကြည်ပွားပါစေ။အဲ့စိတ်တထားမယ်။အဲ့စိတ်တမူရမယ်။မေတ္တာထားနိုင်ရမယ်။အလုံးကိုကုကုညိနိုင်ရင်ကုညိမကုညိနိုင်လို့ရှိရင်ဒုက္ခမပေးနဲ့။မကုညိုံနေမကဘူးဒုက္ခပေးတာကြတော့ပူဆိုးတယ်ပေါ့။အော်အဲ့ဒါကြောင့်မို့ဝါစာမနင်းစာပဏိတာယတမ။နံပါတ်1ကစိတ်ကောင်းနှလုံးကောင်းထားပါ။ အဲ့ဒါထားလိုက်လို့ရှိရင်နောက်ဘဝအတွက်အခြေအနေကောင်းတစ်ခုရလာနိုင်တယ်။နောက်တစ်ခုကတော့မင်းအပြောအဆိုကောင်းကောင်းပြောပါ။ကောင်းအပြစ်ကင်းအောင်ပြောပါ။စကားဆိုတာပြောတဲ့နဲ့စကားရှိတယ်မပြောတဲ့နဲ့စကားရှိတယ်။မပြောတဲ့နာကိုမပြောရဘူးပြောတဲ့နာကိုပြောရမယ်။မပြောတဲ့မူဆိုတဲ့နေရာမှာနော်ကိုယ့်အတွက်ကထားတာတမျိုး ဘာပြောသင့်မှုဆိုရင် ပြောမယ်ဆိုရင်ကိုပြောလိုက်လို့တစ်ဖက်သားထိကြိုက်နစ်နာပျက်စီးသွားမယ်ဆိုရင်မပြောနဲ့မှန်အောင်တော့လည်းမပြောနဲ့သူများအကျိုးပျက်စီးသွားအောင် မပြောတော့မှမပြောရဘူးလို့ဆိုတော့သို့တော့ယေရှုဘုရားဆုံးမထားတဲ့အပြောကပါတော့ဆိုရင်သူတို့ဘာပျက်စီးသွားအောင်ရှုံးပြေငနာတိုက် တက်ပြီးတဲ့အခါကျတော့ မဟုတ်မှန်သိလျက်ဟုတ်တယ်လို့လိမ့်နေ။နော်တက်သေးထွက်တယ်။ဟုတ်တာကြတော့မဟုတ်ဘူးလို့တက်သေးထွက်တယ်။တဖက်သားအထိကိနဲ့နာမှုတွေအများကြီးဖြစ်တယ်။အဲ့ဒါတို့သူများအကျိုးပျက်စီးစေတဲ့မူတာဝရမျိုးမပြောရဘူးလို့ဆိုလိုတယ်။အဲ့ဒါကို အထပင်စနကလို့ခေါ်တယ်။အထဆိုတာအကျိုးစီးပွားကိုပင်စနကပျက်စီးသွားစေတယ် တပည့်သားအကျိုးထိခိုက်တော့ပြောတယ်မူသားကိုပြောတာကိုစီလာတောင်းတာမပေးခြင်းလို့မရှိဘူးပြောတာမျိုးပြောတာမဟုတ်ဘူးเนาะမူသားဝါဒဆိုကိုရှိတာပဲမပေးခြင်းမပေးနဲ့ပေါ့အဲ့ဒါပဲအဲ့တော့မပေးခြင်းလို့မရှိဘူးပြောလိုက်တယ်အနည်းကြောင့်ဟုတ်လို့ရှိရတဲ့နဲ့မရှိဘူးပြောလိုက်တယ်သို့မဟုတ်သိရတဲ့နဲ့မသိဘူးပြောတယ်ဘယ်သူမှမထိခိုက်ဘူးအဲ့မျိုးပြောတာမဟုတ်ဘူး မုဒ္ဒဝါရဆိုတာသူတို့ကအကျိုးပြပြအောင်ပြောတာကိုမုဒ္ဒဝါရလို့ခေါ်တယ်။အဲ့တော့လိမ်ပြောတာမျိုးမပြောနဲ့။နောက်တစ်ခုကတော့သွေးခွဲတဲ့စကားမပြောနဲ့။လူနှစ်ယောက်အဆင်ပြေနေလို့ရှိရင်မတည့်အောင် ချွန်တွန်းလောက်တတ်တယ်။ဝင်ပြီးတော့သွေးခွဲတတ်တယ်။သွေးခွဲတယ်ဆိုတဲ့လူတယောက်ကတယောက်နဲ့တယောက်တည့်နေတာကိုမကြည့်ကြဘူးမတည့်အောင်လုပ်တယ်။သွေးခွဲတဲ့စကား ခုံတိုက်တယ်လို့လည်းခေါ်တယ်နော်ပိတုနာဝါစာနောက်တစ်ခါဆေရာကျဉ္ဏထဏံပြောတာလူတစ်ဖက်သားမခန့်ညင်လောက်ဆေရီတိုင်းထွားပြီးတော့ပြောတာအဲ့ဒီလိုပြောတာဖုဒဝါစာအဲ့တော့နှုတ်ကပဲပြောပြော Facebook ထဲကပဲရေးရေးဆေရာဆေရာပဲတို့သားမခန့်ညင်အောင်မပြောရဘူးလို့တို့ဆိုလို့တယ်အဲ့ဒါဖုဒဝါစာ တမ္ပပလပဆိုတာတော့ကိုပြောတဲ့စကားတမှုမဲ့တဲ့စကားဖြစ်တယ်တမှုမဲ့ရင်တော့ကအစိတ်တော့ဖြစ်တဲ့စကားမျိုးတွေပေါ့နော်ကျိုးမဲ့တဲ့စကားမျိုးတွေတမ္ပပဆိုတဲ့အဓိပ္ပာယ်ကတန်ဟိတဒုက္ခပလပတိဟိတဒုက္ခကိုပျက်စီးစေတဲ့စကားလို့ပြောတာနော်အကျိုးစီးပွားအဲ့အတွက်ပါတစ်ခုမှအထောက်အကူမဖြစ်ဘဲနဲ့ပျက်စီးစေတဲ့စကားမျိုးတွေ ူကပိုးကျဲပြန့်တယ်ပေါ့ဟိုလိမ့်နာလိမ့်နာလည်းမဟုတ်ဘူးเนาะဟိုတွေးခွဲတာလည်းမဟုတ်ဘူးဆဲတာလည်းမဟုတ်ဘူးသို့သောသူပြောလိုက်တဲ့စကားဟာလူတွေရဲ့စိတ်ဓာတ်ကိုအစိတ်ခတ်လိုက်တယ်လို့ဖြစ်သွားမဟုတ်တဲ့လမ်းကြောင်းပဲရောက်ကုန်ဝိုက်စင်ပေါ့ခုခေတ်ဆိုရင်တော့ brain wash ပေါ့အလိုပဲနေရာမှာเนาะမဟုတ်တာတွေရိုက်သွင်းတာဘာဘာဘာ brain wash လောက်တာဖြစ်တယ် အဲ့ဒါနဲ့နိစ္စတယ်နော်တံဟိတဒုက္ခံပလပတိဝိနသေတိဣဒိနာတိတံဖံလို့စာပေကျမ်းကမှာအဓိပ္ပာယ်ဖွင့်တယ်လူတယောက်ရဲ့ဟိတဒုက္ခဟိတဆိုတာချမ်းသာရဖို့အကြောင်းတရားဒုက္ခဆိုတာချမ်းသာအကျိုးနဲ့အကြောင်းနှစ်ခုတွဲထားတာဟိတကအကြောင်းဒုက္ခကအကျိုးအဲဟိတရှိမှဒုက္ခဖြစ်တာ哦အဲ့ဒါကြောင့်မို့အဲ့ဒီ ကောင်းရကောင်းကြောင်းဖြစ်တဲ့အကြောင်းတရားနဲ့အကျိုးတရားနှစ်ခုစလုံးကိုပျက်စီးအောင်ပြောတာဆိုအဲ့ပြောတဲ့စကားကိုတန်ဖပလာပတန်ဖဆိုတာအကျိုးမရှိတဲ့စကားပိန်ဖြင်းတဲ့စကားလို့ဆိုတဲ့အဓိပ္ပာယ်ကတော့စဘာပင်ကတာတဲ့ဝေါ်ဟာရပဲစဘာပင်ကအတိအဆန်ထဲရမဲ့အချိန်မှာမထဲဘူးဆိုရင်အဲ့ဒီစဘက်နံကဘာမှထဲတဲ့အဆန်မပါတော့အဖြင်းစဘာဖြင်းလို့ခေါ်တယ် ထဲထဲမှာဆမ်းမပါဘူးအခွန်မဲ့ထွက်လာတယ်အဲ့လိုသွားရှိတယ်နော်ထဲထဲမှာဆမ်းမပါပဲနဲ့အခွန်ကြီးပဲအဲ့ဒါအဲ့ဒါကိုကြီးပဲပြီးတော့ပိန်ဖြင်းအနစ်သာရမရှိတဲ့အခါမျိုးလို့သူဆလို့တယ်ပေါ့အဲ့ဒါကဝါရအနေနဲ့သုံးတာနိတာရမသားစရာမပါဘူးနိတာရမရှိဘူးတမ္မိုလ်မရှိတဲ့စကားတမ္မိုလ်မဲ့တယ် အခုပြောတဲ့တန်ဖရဲ့အဓိပ္ပာယ်ကျတော့ဓမ္မမဲယုံနေမကားဘူးကောင်းတာတွေပျက်စီးစေတာပါသေးတယ်။သူကပို့လေးပဲရှိတယ်။အဲ့တော့ brain wash လုပ်တာပေါ့။စိတ်ကောင်းနှလုံးကောင်းတွေပျက်စီးသွားစေတတ်တဲ့စကားမျိုး အတွေးခေါ်တွေပြတ်သွားစေတတ်တဲ့စကားမျိုးအဲ့ဒါမျိုးကတန်ဖပလာပါတော့အဲ့ဒါမျိုးမပြောရဘူးလို့ဆိုလို့တယ်မြတ်စွာဘုရားဝါစံပဏိတာယတမ္မာ လူတယောက်ပျက်စီးသွားစကားအပြောကလူတယောက်ကိုပျက်စီးစေတာဟုကောင်းတဲ့ကောင်းစေတယ်ပြက်တဲ့ပျက်စီးစေတယ်ဒါမှမဟုတ်ပြောဆိုမှုကသိအရေးကြီးတယ်ပေါ့အဲ့တော့စိတ်ကောင်းနှလုံးကောင်းထားပြီးရင်အပြောဆိုအပြစ်ကင်းတဲ့စကားပြောပါအဲ့ဒါနဲ့ပတ်သက်ပြီးတော့ရသဗျာဟောတာရှိတယ်စကားပြောရင် ကိုပြောတဲ့စကားသည်မှန်တာကိုသာပြောမယ်မမှန်တာမပြောဘူးမှန်ပြီးတော့အကျိုးရှိမှ ပြောမယ်အကျိုးမရှိရင်မပြောဘူးအကျိုးတော့ရှိတယ်မပြောသင့်တဲ့အချိန်မပြောဘူးပြောသင့်တဲ့အချိန်ကျမှပြောမယ်ပြောပြီဆိုရင်လည်းရှင်ရင်ကြည်ကြည်စကလုံးလာလာနဲ့ပြောမယ် စကလုံးအသုံးကစားပြီးတော့ယဉ်ကျေးတဲ့စကလုံးနဲ့ပြောမယ်စိတ်တက်ကိုကမေတ္တာနဲ့ပြောမယ်ဒေါသနဲ့မပြောအဲ့ဒါကျမအပြောကောင်းတဲ့ဆိုပြောတာသူပါတိတဝါစာ ကောင်းတဲ့စကားဖြစ်တယ်အဲ့တော့နောက်မောအတွက်နမတိစိတ်ကောင်းတာနမနစ်ကအပြောစုပြင်ကောင်းအောင်ပြင်ဒီနှစ်ခုရသွားပြီเนาะအဲ့ဒါကို အကျဉ်းချုပ်ပြောလိုက်မယ်ဆိုလို့ရှိရင်တော့စိတ်ကောင်းထားဆိုတာထူးဆရိုက်စိတ်ဒီမမွေးနဲ့လို့ပြောတာမနောထူးဆရိုက်သုံးမျိုးအဲစိတ်ကောင်းထားဆိုတဲ့တယ်မှာသူကထူးဆရိုက်နဲ့ပြောမယ်မနောထူးဆရိုက်ကသုံးမျိုးရှိတယ်မနောထူးဆရိုက်သုံးမျိုးဆိုတာကသူများပစ္စည်းကိုလိုချင်တဲ့လောဘကင်ရမယ်သူတစ်ပါးကပျက်စီးလို့တဲ့စိတ်ကင်ရမယ် ကံကံဤကျိုးကိုသိမြင်တဲ့အမြင်ရှိရမယ်။ပါဠိလိုအနာပိစာအပြာပါဒသမတ္တိဋ္ဌိအဲ့ဒါစိတ်ကောင်းနော်စိတ်ကောင်းတာလားသူရပစ္စည်းကိုလိုချင်တာမဟုတ်ဘူး။သူများသိပါစေဆိုတဲ့ထောသမျိုးမရှိဘူး။မာရွင့်နဲ့အမြင် အယူဆမှာရွင့်တာလက်မခံဘူးအဲ့ဒီသုံးမျိုးဟာဒါမနောသူစရိုက်စိတ်ကိုကောင်းတာလို့ပြောလို့ရတယ်ထိတဲ့ပို့ချဲ့လို့ရှင်တော့ခဏတော့စိတ်ကောင်းတယ်လို့ကောင်းတာအဲ့တော့အပြောဆိုဆင်ញမ်းမှာဆိုတာဝစီသူစရိုက်နဲ့ပတ်သက်တာမပြောနဲ့ဝစီသူစရိုက်ပဲပြောဝစီသူစရိုက်ကဘာရောမနာပဲပြောတယ်တွေ့ခွဲစကားမပြောဘူးဉာဏ်ဉာဏ်ထဏမပြောဘူးအကျိုးရှိတာပဲပြောတယ်ဒါဝစီသူစရိုက် နှုတ်ပြောနဲ့ပတ်သက်ပြီးတော့အဲ့လိုခွင်နောက်တတိယချက်ကဘာလို့ဆိုကာယိနပပနိအကုပမာနောကုဒီလျောက်ရှုံးပါတဲ့အလုပ်တွေမလုပ်ပါနဲ့နော်ရှုံးပါတဲ့အလုပ်ကုဒီလျောက်မုံတာတွေမလုပ်ပါနဲ့ဆိုပါပြောတော့ သူများသက်သက်ဖို့မကြိုးစားပါနဲ့သူတော်ဘာဥစ္စာခိုးယူဖို့မလုပ်ပါနဲ့သူတော်ဘာသားမယပြမပြကျွလွန်တာမလုပ်ပါနဲ့ကာယတုဆိုင်သုံးခုရှောင်းပါတိတ်ခါရှိရှိနေပါသူတို့ဆိုလိုတယ်နော်တော့စိတ်ကောင်းလဲထားတယ်စကားပြောလဲဆင်ញင်နေကိုယ်ဒီလျောက်လဲမကောင်းမှုတွေမလုပ်ဘူးဆို ဒီသုံးခုကတော်တော်လေးကိုပြည့်စုံသွားပြီ။ကာယကမစိကမနောကစင်ကြတန်းရှင်းလာ။လူ့ဘဝဟာဒါအခြေခံပဲ။အခြေခံပဲ။ဒါကြောင့်မလို့အထက်ကရာကဒီနေရာမှာရှင်းတာပုပ္ပသုတ်တိအင်္ဂါတဲ့။လူတော်လူကောင်းဖြစ်ဖို့ရအတွက်အဲ့ဒီအချက်သုံးချက်နဲ့ပြည့်စုံအောင်။နော်။အဲ့ချက်သုံးချက်နဲ့ပြည့်စုံအောင်လို့သူဆိုလို့။နောက်ပြီးတော့ ဒီလိုအခြေအနေကောင်းနေဖန်နေထားပြီးတော့ဒါကမလုံတင်တာတွေကိုဖယ်ခိုင်းတာလုံတင်တာကြတော့ပါတော့ကိုဟာလူဆရာဘဝတစ်ခုရလာလို့ရှိရင်သာဝတ်နေပြည့်စုံတဲ့ဘဝရှိတယ်သာဝတ်နေမပြည့်စုံတဲ့ဘဝရှိတယ်မပြည့်စုံတဲ့ဘဝကိုတော့မပြောဘူးပြည့်စုံတဲ့ဘဝကိုပြောလိုက်ပါဘဝနာပဏ္ဏ ခရမဝတ္တန်တော်တဲ့မင်းဟာကံကောင်းထောက်မှလို့သာဝနီရေပြည့်စုံတဲ့မိသားစု အိမ်မှာနေတဲ့ဆိုရင်မင်းပါလေလို့တဲ့ဆိုခုနကအချက်သုံးချက်လုံရင်ကိုပဲလူကောင်းဖြစ်ပြီနော်အဲ့ဒီတဲ့ပို့ပြီးပါလို့တဲ့မင်းမှာစားစရာတောက်စရာပြည့်ပြည့်စုံစုံနဲ့စီးပွားဥစ္စာပြည့်ပြည့်ဝဝနဲ့ အဲ့လိုဘဝမျိုးမှာနေတယ်ဆိုရင်တတော်မင်းယုံကြည်ချက်ထားပါကံကံအကျိုးကောင်းတာလို့ရင်ကောင်းတာရတယ်ဆိုယုံကြည်ချက်ထားသူမကုသိုလ်ရေးကိုစိတ်ဝင်စားလိုက်ပါပရဟိတအလုပ်ကိုမင်းစိတ်ဝင်စားပါဆုံးဖြတ်ထားပါမုထုမောင်းမာတဲ့စိတ်မထားနဲ့ဩမေတ္တာထားပါအလုံးပေါ်မှာ မုဒုဆိုတာနုညံ့နဲ့ပျော့ပြောင်းတယ်လို့ပြောတာဒေါသကဒေါသတို့မာနတို့ကခက်ထန်တယ်လေအဲ့ဒီခက်ထန်မှုရဲ့စัญญမဲ့နုညံ့ရမယ်ပျော့ပြောင်းရမယ်လူဟာရှင်ကျေးသိမ့်မှုရတယ်လူကြီးလူကောင်ချင်းထယ်မင်းဖြစ်ရမယ်သူတို့ဆိုလိုတာပေါ့နော်ချင်းထယ်ဆိုတာရှင်ကျေးတာလေချင်းထယ်မင်းဖြစ်ရမယ် လို့ဆိုတယ်ပုတ္တူတံဝိပါခိကိုရထားတဲ့ပစ္စည်းကိုကိုမိသားစုမှာတောင်မှခွဲဝိသုံးမှာကိုတယောက်တည်းမသုံးပါနဲ့ဒါနဲ့တားလို့တာပဲနော်သူချင်းချင်းကိုနဲ့အတူနေလို့ရှင်မြဝိသုံးဆွဲပါလို့ပြောတာဘုန်းကြီးတွေဆိုရင်လည်းကိုเจ้าမှနေတဲ့တန်ဃာတွေနဲ့မြဝိသုံးဆွဲပါကိုတယောက်တည်းမသုံးပါနဲ့ လူဆိုရင်လည်းကိုမိသားစုမြဝေ30ပါအိနာနိကျင်နေနဲ့မြဝေ30ပါတန်နိုင်သို့မဟုတ်ကိုနေတဲ့ယောနဲ့မြဝေ30ပါတန်ဝိပါကိတန်နိုင်တော့ခုညီပါသူမြပမာရီရောအရိချက်သိပြောစရာမလိုဝတ္တိညူဆိုတာတပည့်သားရဲ့ခံစားချက်ကို နားလဲပါဆိုတာငါသာချိပွားခြင်းနဲ့စိတ်မထားပါနဲ့ မစ္စရိယကင်မှလို့ဆိုလို့တယ်နော်မစ္စရိယကင်ရမယ် selfishness လူတိုင်းကဟိုကဲရရှုပ်ချရမယ်အချက်ပဲနော်ကိုကျိုးရှာအတ္တကြီးတယ်ဆိုတာလေပြောခံဟိုရင်းကြီးဆိုတာတစ်ဖက်သားကိုသဘောပေါက်နားလည်ရမယ်ဆိုတော့တတ္တောမုထုတံဝိပါကေဝရင်းကြီးကုသိုလ်ရေးမှာစိတ်ဝင်စားတာတတ္တာ ဒီမမနာတွေဒေါသတွေမချီဘူးရှင်ကျေးလိမ်မာတာမုထုခွဲဝေသုံးစွဲတာတန်ဝိပါကီတပည့်သားရဲ့စိတ်ကံစားချက်ကိုနားလေသဘောပေါက်ပြီးကိုယ်သာချီပွားလို့ခြင်းနဲ့စိတ်မရှိတာဝရဉ္ညူနော်မြဝေသုံးစွဲလိုက်အဲ့တော့အေတေတုဓမ္မေတုထီတောစတုတုတွေ အဲ့ဒီတတ္တရဲ့မုထုတံဝိပါကိဝရိညုဆိုတဲ့ဒီဓမ္မဘောမှာယက်တီပြီးတော့နေတဲ့ပုဂ္ဂိုလ်ဟာပရလောကနာပါယေနဝါဆောင်ကြောက်ကြောက်ဆံလို့ဘူးအဲ့တော့နောက်ဘုရားအတွက်အမခန့်ချက်ရပါလားဆိုတာအဲ့ဒါတွေရှင်းတော့ဒါသိကြတယ်ကြောက်ဆံမလို့ဘူးဆိုတာအမခန့်ချက်ပေးလိုက်တယ်မင်းမစိုးရိမ်နဲ့နောက်ဘုရားအတွက်ဒီတိုင်းသာနေနော် ဒီတိုင်းသာနေဒီကုသကံမင်းကိုကျုပ်ပေးတယ်။ကောင်းကင်ဘုံကသာဝရဘုရားကိုယုံကြည်တဲ့ပုဂ္ဂိုလ်တွေဆိုရင်ဒီတိုင်းနေမင်းဘုရားသခင်ကမလိုက်မယ်။အဲတေကြတယ်။နော်ဘုရားသခင်ကနေပြီးတော့ဖန်တီးပေးလိုက်မယ်။ဒါအဲ့လိုပြောလို့ရတာပေါ့နော်။အဲတော့ကောင်းကင်ဘုံကဘုရားသခင်ကိုလက်မခံနဲ့အတိယေဆွဲ ဘောရဘာသာတွေအနေနဲ့တော့ထီတရားတွေကထီကောင်းတဲ့စိတ်ဓာတ်တွေကမင်းကိုအမခံချက်ပေးလိုက်မယ်အဲ့တော့ဘာသာတရားတွေမှာသာဝရဘုရားဆိုတာယုံတဲ့ပုဂ္ဂိုလ်ရှိတယ်မယုံတဲ့ပုဂ္ဂိုလ်ရှိတယ်ဖန်ဆင်းရှင်ကိုယုံတဲ့ပုဂ္ဂိုလ်ရှိတယ်မယုံတဲ့ပုဂ္ဂိုလ်ရှိတယ်အဲ့ဒါမဲ့ဘောရဘာသာတွေကဖန်ဆင်းရှင်ကိုမယုံတဲ့အထက်မှာပါတယ် ကြောင့်ဘုရားဘာသာကို80 years လို့ခေါ်တယ်။အဲ့ဒီ foundation ကောင်းရင်ပုံသာဝရဘုရားကိုယုံကြည်ရင်80 years လို့ခေါ်တယ်။ဒါတော့ကိုယုံကြည်ရပဲပေါ့နော်။အဲ့တော့ကောင်းတာလုပ်ဖို့အတိတ်ကဖြစ်တယ်။ကောင်းတာလုပ်ရင်ဘုရားဘာသာဆိုရင်ဒီချက်ဒီချက်ဒီမင်းပြည့်စုံလို့ရှိရင်ဒီကုသိုလ်ကံဒီရှိနေရင်မင်းနောက်ဘဝအတွက်အာမခံချက်ရပြီ။ မကြောက်နဲ့တော့ပြောတာအဲတခြားဘာသာဝင်နေကြတော့ဒီတိုင်းနေမင်းဖျားသခင်ကကဲလိုက်ပြီနော်ဒီတိုင်းကျင့်ကြံကြုပ်ကိုအားထုတ်ရင်တော့ဖျားသခင်ပဲပါကဲမှာပဲဒီတိုင်းမဟုတ်ဘူးဆိုရင်လည်းဖျားလည်းမတတ်နိုင်ဘူးအဲ့တော့ဒီချက်တည်းဘလောက်ကောင်းတော့ကြည့်ပါလားနော်ကာယကမစည်းကမနှောကနဲ့မင်းမဟုတ်တာမလုံနဲ့နော် ကောင်းတဲ့လူကိုစိတ်ဝင်စားဒေါသမာနမကြည့်နဲ့အလုံးပြဝေသုံးဆွဲနော်ကိုယ်သာသုံးမဲ့ဆိုစိတ်တမထားနဲ့ဆိုတာဒါအကောင်းကြီးပဲလေလူတော်ကမာနပြည့်စုံတဲ့ဟာတွေပဲအဲ့ဒီတိုင်နေထိုင်လို့ရှိရင်ဒီအချက်ဒီဒီကိုချင်းတရားတွေပေါ်မှာယက်တည်နေတဲ့ပုဂ္ဂိုလ်ဖို့ပြာလောကနာပါ၏နောက်သွားရမယ့်နောက်ဘဝအတွက် မကြောင်းနဲ့တော့အာမခံချက်ရသွားပြီတန်တရားတဲ့မှာအာမခံချက်ရပြီဆိုတာဒါညစပြကိုယ်တိုင်ဟောထားတဲ့ဖိတာဆိုတဲ့သုတ်မှာပါတန်ယုတ်တာပါဠိတော်မှာဖိတာဆိုတဲ့သုတ်ရရှင်းပြတယ်အဲ့တော့ပြန်ပြီးတော့ခြုံပြောမယ်ဆိုရင်နံပါတ်1စိတ်ကောင်းထားနံပါတ်2စကားကို ပြစ်ကင်းအောင်ပြော ကိုဒီလက်ရောက်လှုပ်တဲ့အခါမှာမဟုတ်တာတွေမလှုပ်နဲ့လုံးဝရှောင်းအဲဒီလိုလုံးဝရှောင်းရင်ကိုပဲမင်းအခြေအခြေနေကောင်းနေမင်းမရပြီဆက်လှုပ်ရမှာပါတော့မင်းမပြည့်စုံတဲ့ဘဝမှာဆိုရင်မင်းစိတ်ဝင်စားလိုက်ပါ သူများအကျိုးဆောင်ရဖို့စိတ်ဝင်စားလိုက်ပါတတ်တော်မင်းမာနတွေဒေါသတွေမကြည့်ပါနဲ့ပြောပြောပြောင်ပြောင် gentleman ဖြစ်အောင်နေစမ်းပါ 咱维巴去，面得快会比较动作吧？我的你们过去咱们几年子，没谁敢间在那拿勒比吧？哎哩，一切一切，没么别种米熟了些，没么叫那农面对着时间等家等说不些皮，俺都熟路嘞，喏，农活对哒，俺们家也做维爱在那里？没叫你。 ဒါဖះအမခံပေးတာဘုံဘွားအမခံပေးတာမဟုတ်ဘူးကြောက်စရာမလိုဘူးလို့ပြောတာအဲ့အားတွေနဲ့ပြည့်စုံနေကြောက်စရာလုံးဝမလိုဘူးမစိုးရိမ်နဲ့တည်ကျင်တဲ့ချိန်သေးသူကတည်ကျင်သေးမှာပဲဒီပြောတော့မရတော့မဟုတ်တာနော်တည်ကျင်တဲ့ချိန်သေးငါဒါတွေရှိဖို့အရေးကြီးတယ်ဇန္နာရိစိုးရိမ်မနေနဲ့အဲ့ဒါလို့နှလုံးသွင်းနိုင်အောင် မြတ်ဗုဒ္ဓရဲ့အဆုံးအမနဲ့အညီကျင့်သုံးနေတဲ့အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း